မန္တန်ရဲ့ပြိတ္တများမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမယ့်ကဏ္ဍကတော့ audio feature ဆိုတဲ့မန္တန်ရဲ့ pocket season ပဲဖြစ်ပါတယ်မန္တန်မှာပေါ်ပြခဲ့တဲ့ဆောင်းပါးတွေကိုအတန်ဆောင်းပါးအဖြစ်ပြန်လည်တင်ဆက်ပေးတာလည်းဖြစ်ပါတယ်ဒီကနေ့ပြန်လည်ဖတ်ပြပေးမယ့်ဆောင်းပါးတစ်ပုဒ်ကတော့တော်လိုင်းရေးမပြီးခင်ပျောက်ွယ်သွားနိုင်တဲ့မြမတက်တော်များဆိုတဲ့သတင်းဆောင်းပါးတစ်ပုဒ်ဖြစ်ပြီးအေနာကပြန်လည်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာ2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာခုခံတော်လှန်သူတွေနဲ့မြန်မာစစ်တပ်ရဲ့အကြာတိုက်ပွဲတွေဖြစ်ပွားလာတာဟာခုဆိုရင်၄နှစ်နီးပါးကိုရောက်လာပြီလည်းဖြစ်ပါတယ်။ဒီ၄နှစ်တွင်းမြန်မာနိုင်ငံဟာအဖက်ဖက်ကနေယိုယွင်းပျက်စီးခဲ့ရပါတယ်။ဒီထဲမှာတက်တွန်းပြုံးတိမှုတွေလည်းအပါအဝင်ပါတက်တောပြုံးတိမှုတွေမြန်မာနိုင်ငံမှာဘလောက်တောင်စိုးနေပြီလဲတက်တောတွေပြုံးတိတာကလူတွေနဲ့တဘာဝပတ်ဝန်းကျင်ကိုဘလောက်ထိထိခိုက်နေပါသလဲ တစ်တောင်းပြုံးတိမှုရဲ့အကျိုးဆက်ဖြစ်တဲ့ရာသီဥတုဖောက်ပြန်မှုတွေကိုရှေ့ရှောင်ဘလို့ရင်ဆိုင်ကြုံတွေ့လာရမလဲဆိုတာတွေကိုစောင်းမားတဲ့နားစဉ်ကြည့်ကြပါအောင်ခင်ဗျာအာနာသိမ့်ပြီး2021ကနေ2023နှစ်ကုန်ပိုင်းထိအလောင်းတော်ကတ္တပတစ်တော်ကျွိုင်းနဲ့မှာတော်ရန်တလိတ်ဆန်တန်ကျင်းငတ်တန်နဲ့ပစင်းအော်တန်တွေမကြရတော့ပါဘူးအကလာမှာညာတိုင်းတစ်တော်ကျွိုင်းမှာဆိုရင်ချင်းစောတန်ပဲကြရတယ် ကျင်းငတ်တွေပဇဲအော်တန်းတွေဆိုရင်ကြောက်ွယ်လူနီးနီးကိုဖြစ်ခဲ့တယ်လို့ဒေသခံတို့ဖြစ်တဲ့ကိုစောကပြောပြပါဗျ။သူနေထိုင်ရာစကိုင်းတိုင်းဒေသကြီးရင်းမပင်ခရိုင်နယ်ကအလောင်းတော်ကတပတ်တတော်ကျွိုင်းနယ်မှာအာနာသိမ့်ပြီးနောက်ပိုင်းတရားဥပဒေစိုးမိုးမှုမရှိတော့တာကြောင့်တစ်ခိုးထုတ်မှုတွေရှိနေပြီးအခုဆိုရင်တစ်ပင်တွေကကုန်းတလောင်နေပါရှိနေပြီလို့လဲကိုစောက ဆိုပါဗျ။ စကိုင်းတိုင်းကမင်းကင်းကဏီနဲ့ရင်းမပင်မျိုးနယ်တွေနဲ့လင်းနမိတ်ထိဆက်နေတဲ့ဒီအလောင်းတော်ကတပါတတော်ကျွိုင်းကြီးဟာကိုလိုနီခေတ်ကတည်းကထိမ့်သိမ်းရေးကျွိုင်းဖြစ်ခဲ့ပြီးမြန်မာနိုင်ငံရဲ့အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်တယ်လို့အာဆီယံအမွေးနှစ်စည်းရုံးဝင်နဲ့တတော်လည်းဖြစ်ပါတယ်။ဒီအမွေးနှစ်တတော်ကြီးမှာတရားမဝင်ခိုးထုတ်မှုတွေ၊ရောင်းဝယ်မှုတွေကိုမြည်သူကမှလည်းထိထိရောက်ရောက်တားဆီးနိုင်တာမရှိတဲ့အတွက် တစ်တော်ပြုံးတိမှုဟာအလွန်မဲ့ဆိုးရွားခဲ့တာလို့သူကဆိုပါတယ်။ဒါကြောင့်အလောင်းတော်ကတပတစ်တော်ကျွိုင်းမှာတစ်ကတော့တကယ်ကုံတလောက်ဖြစ်သွားပြီးကုံတလောက်ကိုဖြစ်သွားပြီးထိမ့်သိမ့်တာထက်ကျွန်တော်ကတော့ဒီတစ်တော်ကျွိုင်းနဲ့မှနောက်ထပ်တစ်ပင်နေပေါ့ထက်ပြီးတော့စိုက်ပျိုးတင်ပြီးလို့ယူဆတယ်လို့သူကဆိုပါတယ်။သူလည်းဒီလိုကိစ္စတွေကိုတားဆီးနိုင်သူမဟုတ်တာကြောင့်ဒီတိုင်စိတ်ပြက်လက်ပြက်ကြည့်နေကြရတယ်လို့လဲသူကဆိုပါတယ်။ မြန်မာနိုင်ငံမှာ2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာခုခံတော်လှန်သူတွေနဲ့မြန်မာစစ်တပ်ကြားတိုက်ပွဲတွေဖြစ်လာတာအခုဆိုရင်၄နှစ်နီးပါးရောက်လာပြီလေဖြစ်ပါတယ်။ဒီ၄နှစ်တွင်မြန်မာနိုင်ငံဟာအဖက်ဖက်ကနေရုပ်ရင်းပြည့်စည်ခဲ့ရပါတယ်။ဒီထဲမှာတစ်တော်တွေပြုံးတိမှုလည်းအပါအဝင်မှာတစ်တော်ပြုံးတိမှုရဲ့အကျိုးဆက်ဖြစ်လဲရာသီဥတုဖောက်ပြန်မှုတွေကိုလက်ရှိမှာကြုံတွေ့နေရပါပြီ။ ဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူဖြစ်ပြီးလေးလာစောင့်ကြည့်နေသူတဦးလည်းဖြစ်တဲ့ဦးဝင်းမျိုးသူကတော့အရှင်ကတက်တော်ပြုံးတိမှုဟာတနစ်ကို ပြန်မြဧကာတန်းလောက်ရှိတယ်လို့ဆိုပါတယ်။အနန္ဒီလက်ထက်မှာတော့စီးပွားဖြစ်တစ်ထုပ်မှုတွေကိုရပ်ဆိုင်းလိုက်တာကြောင့်တက်တော်ပြုံးတိမှုကျဆင်းခဲ့ပါတယ်။ဒါပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့တက်တော်ပြုံးတိမှုတွေပြန်လည်မြင့်တက်လာနေပြီးအတိအကျကိန်းကနန်းတွေရှားဖို့ကတော့ ုံကြုံရေးအခြေအနေတွေကြောင့်ဒီအချိန်မှာခက်ခဲနေတယ်လို့သူကဆိုပါတယ်။အခုကတော့ဂျိုရုတပ်ပုံတွေဆွဲလိုက်လို့ရတယ်။ဒါပေမဲ့အောက်ခြေမှာဘလောက်သွားလဲဆိုတာစစ်စစ်ကြည့်ဖို့လိုသေးတာပေါ့။အဲ့ဒါမရှိဘဲပြောရင်အယံကျန်နေပေါ့နော်။ဆိုတော့အဲ့ဒါမျိုးစစ်စစ်ဖို့ကမလုံနိုင်တော့ဘူးလေ။မလုံးနိုင်တော့ဘူးလို့ပြောရရင်တစ်တော်ဌာနက၅နှစ်တစ်ကြိမ်တစ်တော်ပြောင်းလဲမှုကိုတိုင်းတာပြီးတော့ FAO ကိုအစီရင်ခံစာတင်ရတယ်ပေါ့သူတို့ကပုံမှန်၅နှစ်တစ်ကြိမ်အစီရင်ခံမဲဆိုတော့ Forest Resource Assessment FRA အဲ့ဒါလေသူတို့မလုံနိုင်ဘူးထင်တယ်သူတို့တင်ပြတာလည်းရှိပုံမရဘူးအဲ့တော့တတော်ပြုံးတမှုနဲ့ပတ်သက်ပြီးတနိုင်ငံလုံးလွှမ်းခြုံတဲ့ဟာတော့ရှိမနေဘူးပေါ့လို့ကိုဝင်းမျိုးသူကရှင်းပြပါဗျာတတော်ဦးစီးဌာနကအငိမ့်စားတတော်အရာရှိတူကတော့မြန်မာနိုင်ငံမှာတတော်ပြုံးတမှုဟာနှစ်စဉ်တိုးပွားနေပြီး1948မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့ချိန်မှာမြန်မာနိုင်ငံရဲ့တတော်ဖုံးလွှမ်းမှုက နိုင်ငံတော်အေရိယာရဲ့85ရာခိုင်နှုန်းရှိရာကနေ1985မှာ62ရာခိုင်နှုန်း1990မှာ58တသမ90ရာခိုင်နှုန်း2000ပြည့်နှစ်မှာ52တသမ28နဲ့2020ပြည့်နှစ်မှာ52တသမ19ရာခိုင်နှုန်းသာကျန်ရှိတော့တယ်လို့ရှင်းပြပါရယ်။တတော်ပြောင်းတည်မှုရာခိုင်နှုန်းမှာလည်း1988မှာ3တသမ25ရာခိုင်နှုန်းသာရှိရာကနေ 2010ကနေ2015တွင်200ခိုင်နှုန်းဧရိယာအဖြစ်ဧက1.30တန်းကျော်ပြုံတည်ခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်အဖိုးတန်တစ်တွေခိုးယူခုတ်ထွင်းခြင်းကြောင့်လည်းတစ်တော်တန်ပေါ်ကျဆင်းနေတယ်လို့ဆိုပါရယ်။ကမ္ဘာမှာဘရာဇီးနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံပြီးရင်မြန်မာနိုင်ငံဟာတတိယမြောက်တစ်တော်ပြုံတိမှုအများဆုံးနိုင်ငံဖြစ်ရက်တည်နေတယ်လို့အဆိုပါတစ်တော်အရာရှိကဆိုပါတယ် ကမ္ဘာတဝန်းကတစ်တော်ပြုံတိမှုကိုစောင့်ကြည့်လေ့လာနေတဲ့ Global Forest Watch ရဲ့စမ်းစစ်ချက်တွေအရ2023မှာမြန်မာနိုင်ငံမှာတစ်တော်ပြုံတိမှုဟာဟက်တာ3သိန်းနီးပါးဧက9သိန်းကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။တစ်တော်ပြုံတိမှုအဆိုးဆုံးပြည်နယ်ဟာရှမ်းပြည်နယ်ဖြစ်ပြီးဟက်တာ3သိန်းကျော်ဧက2သိန်းခွဲနီးပါးရှိပါတယ်။သူ့နောက်မှာတော့တနင်္သာရီတိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့ပဲဖြစ်ပါတယ်။ 2020ခုနှစ်ကနေ2023ကာလအတွင်းဆိုရင်မြန်မာနိုင်ငံမှာတစ်တော်9,5200ဟက်တာအေကာ2တန်းနီးပါးကိုဆုံးရှုံးခဲ့ရပြီးတစ်တော်ဧရိယာ9,400ခိုင်နှုန်းရောကြခဲ့တယ်လို့ဖော်ပြထားပါတယ်။တစ်တော်ပြောင်းတွင်းမှုအချက်အလက်တွေမှာတော့ Global Forex Watch ရထုတ်ပြန်ချက်နဲ့တစ်တော်ဦးစီးဌာနကအငိမ့်စားတစ်တော်အရာရှိရဲ့အချက်အလက်တွေကအနည်းငယ်ကွဲလွဲမှုရှိနေပါတယ်။အငိမ့်စားတစ်တော်အရာရှိရဲ့အချက်အလက်တွေမှာ တစ်တော်ပြုံးတိမှုအများဆုံးပြည်နယ်ကပဲခူးတိုင်းဒေသကြီးဖြစ်ပြီးသူ့နောက်မှာတော့တနင်္သာရီတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ပဲဖြစ်ပါတယ်။တစ်တော်ပြုံးတိမှုတွေကိုဖြစ်စေတဲ့အကြောင်းအရာတွေကတော့တရားမဝင်တစ်ခိုးထုတ်ခြင်းလူဦးရေတိုးပွားလာတာနဲ့များစိုက်ပျိုးမြေများတိုးချဲ့လာခြင်းပြည်ရင်းမှာထင်းမိလောင်စာထုတ်ယူသုံးဆွဲမှုများပြားလာခြင်းနိုင်ငံရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတိုးပွားလာခြင်း တစ်တော့နယ်မြေများတွင်တက်ထုတူးဖော်ခြင်းလုပ်ငန်းများတိုးတက်များပြားလာခြင်းတစ်တော့မြေများတွင် ရာဘာနှင့်စီအုံးစိုက်ပျိုးမှုများပြားလာခြင်းနှင့်ရွှေပြောင်းတောင်ယာခုတ်ထွင်ခြင်းကြောင့်ဖြစ်တယ်လို့အငိမ့်စားတစ်တော့အရာရှိကရှင်းပြပါတယ်တိတောပြုံးတိမှုအကြောင်းအရာတွေကိုကြည့်လိုက်ရင် ပြုံးတိမှုအများဆုံးအကြောင်းအရာတွေထဲမှာထိတ်ဆုံးမှရှိနေတာကတိတောထွက်ပစ္စည်းထုတ်ယူမှုနဲ့စိုက်ပျိုးပြေဖြစ်ပြောင်းလဲမှုလို့ဥဝင်မျိုးသူကဆိုပါရယ် တတ်ထုတူးဖို့မူလို့ကြံတဲ့အကြောင်းရင်းတွေကြောင့်တစ်တော်ပြုံးတိတာဟာရခိုင်နှုတ်နေပါတယ်လို့သူကဆိုပါတယ်။ဒါအပြင်တစ်တော်ပြုံးတိမှုကိုဖြစ်စေတဲ့အချက်တစ်ချက်လည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ပြည်တွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ရွှေပြောင်းနေထိုင်မှုတွေများပြားလာတာကြောင့်လည်းဖြစ်တယ်လို့ဦးဝင်းမျိုးသူကဆိုပါတယ်။အထူးသဖြင့်ကြားပြည်နယ်ဘက်မှာပိုးပြီးဆိုးတယ်လို့ဆိုပါတယ်။ 2021လောက်ကကရင်ပြည်နယ်ဘက်ကိုဂျူရိုဓာတ်ပုံတွေနဲ့လေးလာဆန်းစစ်မှုလုပ်တဲ့အခါမှာစစ်မဖြစ်တဲ့နေရာမှာတစ်တော်အထူးထွေ ပြောင်းလဲတာတိတ်မရှိပဲစစ်ဖြစ်ရာဒေသတွေမှာတော့တစ်တော်တွေပြောင်းလဲသွားတယ်လို့သူကဆိုပါတယ်။ရွှေပြောင်းနေထိုင်သူတွေတင်းချီရှိလာတဲ့အခါကျတော့သူတို့နေဖို့ထိုင်ဖို့တိုင်တွေမျောတွေခုတ်ရတာတွေနောက်တစ်ခုကလောင်စာစီသူတို့ချက်ပြုတ်စားတောက်ဖို့ထင်းခုတ်ရတာတွေအဆရှိတဲ့ဖြစ်ပေါ်တော့ ဒီလိုမျိုးတစ်တော့ကိုမိခိုရတာတွေများတဲ့အတွက်ကြောင့်မို့အဲ့ဒီနေရာမှာဆူဆူဝါဝါဂျရုဓာတ်ပုံမှာပေါ်တယ်ပေါ့နော်။မြေပြင်အခြေအနေကလည်းတရင်အချက်လက်ကလည်းရှားတယ်လို့ဦးဝင်းမျိုးသူကပြောပါတယ်။လက်တလုံးမှာတော့နောက်ထပ်တစ်တော့ပြုံတိမှုကိုအကြီးကျယ်ဖြစ်စေတာကတစ်ခိုးထုတ်မှုတွေပါပဲ။ဘကိုးယူမမှာဆိုရင်လေတစ်တွေခိုးထုတ်နေကြတာဟာပွဲတော်တများစီကနေတယ်လို့ဘကိုးယူမနာကမြို့နယ်တစ်ခုမှာအခြေဆိုင်လှူရှားနေတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကဆိုပါရယ်။ လုံခြုံရေးကြောင့်သူ့နာမည်နဲ့တက်ဖွဲ့ကိုတော့မဖော်ပြဖို့မြစ်တာရခံပါတယ်။ပဲခူးယူမမှာတစ်နှစ်တစ်နှစ်တစ်ကားစီးရီရှားနဲ့ချီထွက်နေပြီးယူမထဲမှာလည်းတစ်ပင်ကြီးတွေကုန်တလောက်ဖြစ်နေပြီလို့သူကဆိုပါတယ်။အခုကတစ်ကိုအစီးရီရှားနဲ့ချီပြီးကိုယူမထဲမှာခုန်နေကြတာအတွင်းထဲမှာတစ်ခုတ်ဖို့အတွက် PDF တွေကိုပေးကြရတယ်။အောက်ဖက်ရောက်ရင်စစ်ကောင်စီကိုပေးရတယ်။ဒီလိုပေါင်းလုံးနေကြတယ်။ ပြီးခဲ့တဲ့နှစ်လောက်ကစပြီးဒီကိစ္စကအတော်လေးဆိုးရွားလာတယ်လို့သူကဆိုပါတယ်။တစ်ခိုးထုံမှုမှာပဲခိုးရွမတွေက NUG လက်အောက်ခံ PDF တချို့လဲတရင်ရံပုံငွေတွက်မှုဆိုကပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့လဲသူကပြောပြပါတယ်။တချို့ဆိုရင်တည့်ရဲ့အကျိုးမြတ်ရတာကြောင့်စစ်တိုက်ဖို့မဟုတ်တော့ပဲလက်နက်ကင်ပြီးတော်ရဲမှာတာယာနေတဲ့အဖွဲ့အစည်းလိုပုံစံမျိုးဖြစ်နေပြီလို့သူကထောက်ပြပါတယ်။တရင်ရံပုံငွေဆိုပြီးခေါင်းစဉ်ပြခုန်နေကြတာ တောင်ငူခရိုင်ထဲကတော်ရီဆိုရင်ဂရုံးနေဖြစ်ကုန်ပြီခမဒါကြောင့်လေဘကိုးယိုးမရဲ့တစ်တော့ချင်းဒီဟာတော်လန်ရေးမပြီးခင် ကုံပါတယ်လို့ပဲပြောရမှာပေါ့လို့သူကစိတ်ပြက်လက်ပြက်ဆိုပါတယ်။သူကတော့တစ်တော့နဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့စမ်းသပ်ရှိနေပြီးသူတယောက်တည်းသဘောထားနဲ့လေဒီလိုကိစ္စတွေတားဆီးနိုင်ဖို့အင်အားမရှိပါဘူး။ဒါကြောင့်လေတိခိုးထုတ်မှုတွေကိုမီဒီယာကနေတစင်ဖော်ပြနိုင်အောင်ထုတ်ဖော်ပြောဆိုတာလို့ဆိုပါတယ်။ စစ်ခွေးတွေကတော့ရာသမျှပေါင်းစားတာလေကျွန်တော်တို့ဘက်ကထိမ့်သိမ်းရမှာ အခုအဲ့ဒီတစ်ထုတ်တဲ့ကိစ္စကြောင့်ပဲတော်လိုင်းရေးအဖွဲ့တွေအချင်းချင်းရိုးမာတယ်မှာပြစ်ကြခက်ကြဖြစ်ကြတာတွေရှိတယ်ဒီကရတဲ့အကျိုးမြတ်ကတစ်နှစ်တစ်နှစ်နဲတဲ့ပမာဏမဟုတ်ဘူးလေအခုနိုဝင်ဘာဆိုရင်တစ်ထုတ်သမားတွေတက်လာကြတော့မယ်လို့သူကဆိုပါတယ်တစ်ထုတ်လို့ရေးကနေရရှိတဲ့ငွေကြေးဟာတစ်နှစ်တစ်နှစ်ကိုကြက်သိန်းပေါင်းတောင်းနဲ့ချီရရှိနေပြီးဒီငွေကြေးတွေဟာ တရင်တက်ဖွဲ့တွေမှာလက်နဲ့တက်ဆင်မယ်ဆိုရင်လည်းလုံလောက်တဲ့ငွေကြီးပမာဏလို့ပြောလို့ရတယ်။နောက်ပြီးတော့ဒေတာဖွံ့ဖြိုးရေးဆိုင်ရာလူမှုဖူလုံရေးကိစ္စတွေကိုစောင့်ရွက်မယ်ဆိုရင်လည်းအတော်အသင့်ပြောင်းလဲပေးလို့ရတဲ့ငွေပမာဏလို့ပြောလို့ရတယ်ပေါ့။အဲ့ဒီငွေကြီးတွေဟာအခုချိန်မှာကွယ်ပြောင်နေဆဲပဲဖြစ်တယ်လို့သူကဆိုပါတယ်။စကိုင်းတိုင်းဒေတာကြီးရင်းမပင်ခရိုင်နယ်ကအလောင်းတော်ကတ္တပတစ်တော်ကျွိုင်းအနီးမှာနေထိုင်တဲ့ကိုစောကလည်း သူတို့ဒေသမှာလည်းတိခိုးထုတ်တဲ့ဖြစ်စဉ်တွေမှာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ပတ်သက်နေတယ်လို့ဆိုပါသေးတယ်။အလောင်းတော်ကတ္တပါတတော်ကျွိုင်းထဲမှာအဖွဲ့အစည်းတွေကတော်တော်များတယ်။တစ်တွေ့တယ်မဲ့ဆိုတနေရာကနေတနေရာကိုဖျက်ရတယ်။တက်တွေ့နေရာကိုအဲ့လိုဖျက်တဲ့ချိန် PDF တပ်ဖွဲ့ကဖမ်းလိုက်တယ်ဆိုပါစို့။ဒီပစ္စည်းတွေကဘယ်နေရာမှာရှိတဲ့တပ်ဖွဲ့ရဲ့ပစ္စည်းတွေပါလို့ပြောလိုက်ရင်ဖမ်းတဲ့အဖွဲ့ကစောက်ယူဖြစ်သွားမယ်ပြန်လွတ်ပေးရတယ်။ဘာလို့လွတ်ပေးရတယ်လဲဆိုရင်ပြန်လဲပေါင်းစည်းရေးဆိုတဲ့ဟာနဲ့လွတ်ပေးရတယ်လို့ အဲ့ဒီဒေတာကတစ်ထုတ်လို့ရေလောက်ကိုင်းနေကြတဲ့အခြေအနေတွေကို သူကရှင်းပြပါဗျ။တစ်ခိုးထုတ်မှုတွေကိုဖန်ဆီးဖို့ခိုးမထုတ်ဖို့စားထုတ်ကြတာတွေကလည်းထိရောက်မှုမရှိလာပဲတချို့ဖန်ဆီးတဲ့ကိစ္စတွေဟာလည်းလွဲမားနေတယ်လို့သူကဆိုပါဗျ။ဒေတာကဒပိုင်းတနိုင် တစ်ခုတ်သူတွေကိုသာဖန်ဆီးနေကြပြီးမြို့ပေါ်မှာရှိတဲ့တစ်ဆက်တွေလက်ကြီးသမားတွေတစ်ခွဲသားတွေကိုတော့အေးအေးယူတာတွေမရှိဘူးလို့သူကဆိုပါဗျ။ ဒါပြင်တိကိစ္ဆာဟာအင်မတန်မှထိလွယ်ရှလွယ်ကိစ္စဖြစ်တဲ့အတွက်ဒီကိစ္စကိုတားဆီးခြင်းရင်တောင်တူတယောက်ထဲတဖွဲ့တည်းကဆောင်ရွက်လို့မရနိုင်ပါဘူးအဖွဲ့အစည်းပေါင်းစုံကပါဝင်ပတ်သက်နေတဲ့အတွက်ဒီလိုကိစ္စတွေကိုဖြေရှင်းခြင်းနေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရှိပေမဲ့လည်းခက်ခဲနေသေးပဲလို့ကိုစောကဆိုပါတယ်တင့်မှန်ခိုးသမားတွေကလည်းလက်နက်တွေကင်ဆောင်ထားတာတောင်ရှိနေပြီး တားဆီးတဲ့ PDF တယောက်ကိုတင့်မောင်ကိုသမားတွေကတနက်နဲ့ပြစ်တက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုတောင်ဖြစ်ပွားခဲ့တယ်လို့သူကပြောပြပါဗျ။ဒါကြောင့်တစ်ခိုးထုတ်တဲ့ကိစ္စတွေဟာမြေပြင်မှာဆက်လက်ဖြစ်ပွားနေပြီးအလောင်းတော်ကတပါတစ်တော်ကျိုးဝိုင်းထဲမှာဆိုရင်တစ်ပင်ကြီးတွေမရှိသလောက်တောင်ဖြစ်နေပြီလို့သူကပြောပါဗျ။တစ်ပိုးတဲ့လမ်းကြောင်းတွေဆိုရင်ရင်းမဲ့ပင်မုံရွာကနေတဆင့်မန္တလေးကိုတက်ဆိုင်ရလမ်းကြောင်းတွေနဲ့ပို့ဆောင်ကြတယ်လို့ဆိုပါတယ် ီလိုကိစ္စတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခောင်ကို မန္တလေးသတင်းဌာနကအီမီကနေတဆင့်မေးမြန်းခဲ့ပေမဲ့ထလကျော်ကြားသည့်အထိအကြောင်းပြန်ချင်းမရှိခဲ့ပါဘူးတယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့လာစဉ်ထုတ်ပြန်တဲ့သတင်းလွှာတွေထဲကတရားမဝင်တစ်ဖန်စီမှုတွေကိုစီးရင်ပြုစုလိုက်တဲ့အခါမှာတော့2022ဖေဖော်ဝါရီလကနေ 2024မတ်လအထိစုစုပေါင်းတစ်ဖက်စီရရှိမှုဟာတန်3000ကျော်3288.5 983ရှိတယ်လို့တွေ့ရှိရပါတယ်။တစ်အမျိုးအစားတွေမှာကျွန်းတစ်ကအများဆုံးဖြစ်ပြီးတစ်မာ A Brown တစ်စေးတစ်ရာတို့လည်းပါဝင်ပါတယ်။ဖန်စီရရှိတဲ့နေရာတွေဟာစကိုင်းတိုင်းဒေသကြီးကအများဆုံးဖြစ်ပြီးမကွေးတိုင်းနဲ့မန္တလေးတိုင်းကအနည်းငယ်ပါဝင်ပါတယ်။ ဖမ်းမိတဲ့တရားခဏ်စုစုပေါင်း105ဦးရှိပြီး2022မှာဖမ်းဆီးမိတဲ့90ဦးကိုဒဏ်ရိုက်ကပြန်လွတ်ပေးခဲ့ပါတယ်2023ခုနှစ်မှာတော့9ဦးကိုဖမ်းဆီးအရေးယူတယ်လို့ဖော်ပြထားပြီးဂျားကာလာလုံထုံးလုံနီများအတိုင်းဆောင်ရွက်တယ်လို့ပဲဖော်ပြထားပါတယ်တရားခဏ်တွေဘသူဘဝဖြစ်တယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိပါဘူးတဘာဝပံဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းရန်နဲ့ငွေကြေးရှင်းနှီးမြှုပ်နှံမှုများအမျိုးမျိုးသော လုပ်ငန်းနည်းလမ်းများကိုထောက်ပံ့ခြင်းဖြင့် ကမ္ဘာနဲ့မှာတဘာဝစနစ်များကိုကာကွယ်ရန်ဖွဲ့စည်းထားတဲ့ Forex Trend ရဲ့အာနာသိမ့်ပြီးတနည်းအကြာမှာထုတ်ဝေထားတဲ့တစ်တော်မူဝါဒကုံသွဲမှုနဲ့ငွေကြေးဆိုင်ရာအစီရင်ခံစာမှာတော့ EU, UK, US, Switzerland နဲ့ Canada တို့ကပိတ်ဆို့အရေးယူထားတော့လဲဆီယာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံမှာတစ်တော်ထွက်ကုံသွဲမှုဟာဆက်လက်တည်ရှိနေတယ်လို့ဆိုထားပါဗျာ။ 2021ဖေဖော်ဝါရီကနေနိုဝင်ဘာအတွင်းမြန်မာနိုင်ငံမှာတစ်ထွက်ကုန်တွေကိုတင်သွင်းခြင်းမှစစ်ကောင်စီတို့အ ਨੇ ဆုံးအမေရိကန်ဒေါ်လာတန်း190ရရှိစေခဲ့ပြီးထွက်ချက်လက်တွေရနိုင်ငံတကာကလည်းမြန်မာနိုင်ငံကတစ်တော့ထွက်ကုန်များကိုဆက်လက်ဝယ်ယူနေမှုကိုပြသနေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါဟာတရားဝင်ထုတ်ပြန်သိရှိရတဲ့စီးရင်သာဖြစ်ပြီးမြေပြင်မှာတော့တစ်ခုတ်ထုတ်မှုတွေကြောင့်ဒီထက်မကအစာပေါင်းများစွာရှိနေမယ်လို့ ဦးဝင်းမျိုးသူကပြောပါရယ်တရားဝင်ထုတ်တဲ့ data တွေကတိတိလေးပဲလေတန်းဆယ်ကနန်းနဲ့ရာကနန်းလောက်ပဲရှိတယ်တကယ်တွားနေတာကအောက်ခြေကနေတွားနေတာကအများကြီးလို့သူကဆိုပါရယ်ဒါပြင်တကဘာလုံးတစ်ခိုးခိုင်းတွေလှုပ်ရှားနေကြတာပဲလေကျွန်ပိုးတဲ့ကုမ္ပဏီကချမ်းသာနေတာပေါ့ဒီအချိန်မှာတော့ပွဲတော်ကြီးဖြစ်နေတာပေါ့လို့လဲသူကဆက်ပြောပါရယ်တတော်ပြုံတိမှုတွေဖြစ်ပေါ်စေခြင်းတွေရာကိုင်းတော့နဲတော်လဲဒေသခံတွေရဲ့လူမှုစီးပွားကိုထိခိုက်စေတဲ့ တရားစာတတူးဖော်မှုတွေကလည်းအာဏာသိမ်းပြီးနောက်ပိုင်းမှာဥပဒေမဲ့ကျေပြန့်စွာဖြစ်ပေါ်နေတယ်လို့တရားစာတတူးဖော်မှုတွေကိုစောင့်ကြည့်နေတဲ့မြန်မာ Resource Watch အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အစီရင်ခံစာမှာသခိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာရှိတဲ့တယန်စာတတူးဖော်ရေးလုပ်ငန်းတွေကိုအဓိကမိမောင်းထိုးတင်ပြထားပါဗျ။တယန်စာတစီမံအုပ်ချုပ်မှုနဲ့ထိန်းချုပ်မှုအားနေတဲ့မြန်မာနိုင်ငံမှာဆရာနာသိမ့်ပြီးနောက်ပိုင်းကိုကျိုးစည်းပွားအတွက်ဥပဒေမဲ့တယန်စာတတူးဖော်မှုတွေနိုင်ငံအနှံ့မှာပေါ်ပေါက်လာတယ်လို့ဆိုထားပါဗျ။စကိုင်းတိုင်းဒေတာကြီးကလေးဝမော်လိုက်တမူးမျိုးတို့မှာကြောင်မီသွေးတူးဖော်မှု ကချင်ပြည်နယ်တွင်မြေရှားတူးဖော်မှုနဲ့ရွှေတူးဖော်မှုတွေ စကိုင်းတိုင်းထဲကဟုံမလင်းဥရုချောင်းချင်းတွင်းမြကြောင်းတလျှောက်မှာလဲဥပရိမဲရွှေတူးဖော်မှုတွေရှိနေပြီးတစ်တော်ပြုံးပြချင်းကဲ့သို့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေလူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေဆိုးရွားစွာဖြစ်နေတယ်လို့လဲအစီရင်ခံစာမှာဖော်ပြထားပါတယ်တတပြုံးပြမှုနဲ့တဘာဝပတ်ဝန်းကျင်ကိုအကြီးကျယ်ထိခိုက်စေနိုင်တယ်လို့တဘာဝပတ်ဝန်းကျင်ရေဆောင်ရွက်နေသူတွေထောက်ပြထားတဲ့မြေရှားတပ်ထုတူဖော်ရေလုပ်ငန်းတွေဟာ လက်တလော့မှာတော့ကချင်လွတ်လပ်ရေးတက်မတော့ KIA ကမြေရှားတပ်တုတွေအ धिक ထွက်ရှိတဲ့ပန်ဝါချီဖွေ soft law ဖီမောကံပိုက်တီဒေတာတွေကိုတင်ပိုက်လိုက်တာကြောင့်ရှင်းနာထားရပါတယ်။မြေရှားတပ်တုတွေကိုတရုတ်တွေဟာစစ်တပ်လက်အောက်ခံနေကြားဆောင်တပ်တွေစီကနေခွင့်ပြုချက်ယူတူးကြတာဖြစ်ပြီးပန်ဝါဒေတာတစ်ခုလုံးကို KIA ကတင်ပိုက်ပြီးချိန်မှာမြေရှားတူးဖော်မှုတွေကလည်းရှင်းနာကုန်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ဒီလိုတစ်တော်တွေပျက်စီးဆုံးရှုံးနေတာကိုဘသူကမှတားဆီးကောက်ွယ်ဖို့မစွမ်းနိုင်သေးတဲ့အခြေအနေပါနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေတစ်ခုထုံမှုတွေနဲ့ဥပဒေမဲ့တရားစာတတူဖော်မှုတွေဟာဥပဒေစိုးမိုးမှုရှိမှသာဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ဦးဝင်းမျိုးသူကပြောပါတယ်ပြုပြင်ကောက်ွယ်မှုဆိုတာကဥပဒေစိုးမိုးမှုနေရာတကာမှာပျက်စီးသွားပြီကိုတစ်တော်ထိန်သိမ်းရေးဆိုတာတရားဥပဒေနဲ့စိုးမိုးရေးကိုလုံတာနဲ့အတူတူပဲပေါ့ ဲ့ဒါကစကားဆတွေထင်းချုပ်တဲ့နေရာမှာရောစကားဆတွေမထင်းချုပ်တဲ့နေရာမှာရောတအားကိုအာနေသွားပြီလို့ဦးဝင်းမြို့သူကဆိုပါတယ်နောက်တစ်ခုကစစ်ပေးဖြစ်နေတဲ့နေရာမှာရှင်တန်ရက်တီရေးအတွက်တစ်တောတွေအုံပြရတာတွေစဝတ်နေရေးအတွက်တပိုင်းတနိုင်တစ်ခုံမှုတွေထင်းမိသွေးထုတ်လုပ်မှုတွေဟာတားဆီးဖို့ခက်ခဲနေပါသေးတယ်တစ်တောဦးစီးဌာနကအငိမ့်စားတစ်တောအရာရှိကလည်း2021ခုနှစ်နောက်ပိုင်းပြည်ရင်းမှာပြိပခါတွေပုံမှုကြီးမှကျယ်ပြန့်လာတဲ့အတွက် ်တစ်တော့ဌာနကထိမ့်သိမ့်ကာကွယ်စောင့်ရှောက်မှုတွေမှာကန့်သတ်မှုတွေရှိလာတယ်လို့ဆိုပါရယ်ထိမ့်သိမ့်ကာကွယ်ဖို့ထက်တစ်တော့အခြေအနေတွေကိုလေ့လာဆန်းစစ်မှုလုပ်ဖို့တောင်မလွယ်တဲ့အခြေအနေပဲဖြစ်ပါရယ်ဒါပေမဲ့လည်းပြည်သူတွေရဲ့လူမှုစီးပွားဘဝနိုင်ငံစီးပွားရေးနဲ့တဘာဝဘေးအန္တရာယ်အတွက်မြန်မာနိုင်ငံရဲ့အဖို့တန်တင်ရစာတရဖြစ်တဲ့တစ်တော်တွေကိုထိမ့်သိမ့်ကာကွယ်ရမဖြစ်မနေဆောင်ရွက်ရတော့မယ့်အခြေအနေကိုရောက်ရှိလာပြီလို့လဲသူကဆိုပါတယ် ။ဦးဝင်းမျိုးသူကတော့လက်တလောခြေနေရနိုင်ငံနဲ့ကြဲကြဲပြန့်ပြန့်ထိမ့်သိမ်းမှုမလုပ်နိုင်ပေမဲ့သက်ဆိုင်ရာဒေတာကြေးရွာတွေအစင်းလောက်မှာရမိရဖရီနဲ့ပြည်သူလူထုပူပေါင်းပြီးဒေတာမှာရှိတဲ့ပတ်ဝန်းကျင်ကိုထိမ့်သိမ်းခြင်းတဲ့သူတွေကထိမ့်သိမ်းစောင့်ရှောက်တာမျိုးတွေရှိနေပြီးအဲ့လိုဒပိုင်းတနိုင်လေးတွေဆက်လက်ထိမ့်သိမ်းနိုင်ဖို့လိုတယ်လို့အကြံပြုပါရယ်။ တတော်ပြုံတိမှုတွေကိုမထိမ့်သိမ့်နိုင်ရင်တော့တဘာဝဘေးလိုအန္တရာယ်တွေပြင်ဒေသခံပြည်သူလူထုတွေရဲ့ရှင်သန်နေထိုင်ရေးကိုပါချင်းချောက်လာနိုင်တယ်လို့တဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားနေသူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံဟာကမ္ဘာမှာတဘာဝဘေးအန္တရာယ်ကိုအခမ်းအနဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပါတယ်2021ခုနှစ်တကမ္ဘာလုံးဆိုင်ရာဥရုဖောက်ပြမှုအန္တရာယ်ညွန်ကိန်း Global Climate Risk Index မှာ နိုင်ငံပေါင်း183နိုင်ငံရှိတဲ့ထဲမြန်မာနိုင်ငံကဒုတိယနေရာမှာရှိနေပါတယ်။ဒါ့အပြင်အန်နီညိုနဲ့လာနီညာတို့လိုပြင်းထန်သဘာဝဖြစ်ရပ်တွေကိုတခြားနိုင်ငံတွေနီးတူရင်ဆိုင်နေရပေမဲ့မြန်မာနိုင်ငံဟာထိခိုက်ပျက်စီးမှုမှာအဆိုးဆုံးဖြစ်ခဲ့ပါတယ်။ဒီနှစ်စက်တင်ဘာလဆန်းပိုင်းကဆိုရင်မြန်မာနိုင်ငံကိုအပြားခံဝင်ရောက်လာခဲ့တဲ့ယာကီမုံတိုင်းကြောင့်နိုင်ငံတော်ဝမ်းမှာတေဆုံးသူ400ကျော်ရှိခဲ့ပြီးလူပေါင်းတသန်းနီးပါးရေပေးတင်ခဲ့ပါတယ်။ စိုက်ပျိုးမြေဧက9သိန်းခွဲနီးပါးလဲပျက်စီးခဲ့ပါတယ်။ဒါဟာယာခီမုံတိုင်းတံကိုအပြေးဝခန်းစားခဲ့ရတဲ့ BNN နိုင်ငံထက်ကိုပိုပြီးထိခိုက်ပျက်စီးမှုတွေများခဲ့တာပါ။2024နွေမှာဆိုလေကမ္ဘာပူဆုံးမြို့15မြို့တဲ့မြန်မာနိုင်ငံက3မြို့ပါဝင်ခဲ့ပါတယ်။ဒါ့အပြင်မိုးကာလရေကြီးမှုတွေကိုလည်းကြီးကြီးမားမားခန်းစားနေရပါတယ်။ဒါတွေကသဘာဝပတ်ဝန်းကျင်ပျက်စီးမှုရဲ့အကျိုးဆက်တွေလို့ပညာရှင်တွေက ထောက်ပြကြပါတယ်။ ရှင်မပင်ကကိုစောတို့ဒေတာမှာဆိုရင်လေတက်တော်ပြုံးတိမှုရဲ့အကျိုးဆက်တွေကိုစတင်ခန်းစားနေရပါပြီ။နှွေရတီမှာအပူချိန်ပြင်းတာလေလုံးဝမတိုက်တာနဲ့လေပွေ မုန်တိုင်းတွေတိုက်ခတ်တာတောင်ကျချောင်းရည်တွေရေစီးချောင်းတွေပြောင်းလဲပြီးရေတွေကြီးလာတာတွေဖြစ်တယ်လို့ကိုစောကဆိုပါတယ်။ဒါကြောင့်တစ်ပင်တက်တော်တွေခုတ်ယူကုန်သွယ်နေခြင်းကလူတွေဟာ ကိုတည်တွင် ကိုတူးကြတာပဲလို့မြင်တယ်လို့သူကခက်ပြက်ပြက်ဆိုပါတော့တယ်။